အမေရိကန်ဒေါ်လာသုံးဆမှုကျပြန့်လာတာနဲ့အတူပြည်တွင်းနိုင်ငံကြားငွေကြေးဈေးကွက်မှာအမေရိကန်ဒေါ်လာကိုတန်ဖိုးဟာမြန်မာကျပ်ငွေ1300ကျော်အထိတောက်လျှောက်ဈေးမှလာပါတယ်။ဦးတိုင်ဆိုင်ကသတင်းပေးပို့ထားပါတယ်ရှင်။နိုင်ငံတော်ဘူဗန်ကပြည်တွင်းမှာအမေရိကန်ဒေါ်လာသုံးဆွဲမှုကျပြန့်လာတာကိုလျှော့ချနိုင်ဖို့အတွက်ဒေါ်လာကိုကျပ်ငွေနဲ့အစားထိုးပြီးသုံးဆွဲဖို့လှုံ့ဆော်တာပေမဲ့ဒေါ်လာလိုအပ်ချက်ကရှိနေတော့မှဒီအတွက်ကြောင့်ပြည်တွင်းနိုင်ငံသားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာတန်ဖိုးကအကျမရှိပဲတောက်လျှောက်ဈေးမှလာတာဖြစ်တယ်လို့နိုင်ငံငွေလဲလဲရောင်းဝယ်ခွင့်လုတ်ကင်နေသူက DVB ကိုပြောပါတယ်။ငွေကိုများတဲ့အကြောင်းကိုဒေါ်လာလိုအပ်ချက်ကြီးမှလာတဲ့အကြောင်းပေါ့နော်။နောက်တစ်ကြောင်းကလည်းဒီခရင်းရာကြီးဖြစ်လာတဲ့အကြောင်းကိုခီးသွားပြီးမိဘနိုင်ငံထွက်ခွာတော့များတော့။အခုကကျွန်တော်အနေနဲ့ဈေးစကောက်ပြန်ကြည့်လဲပြည်တွင်းခီးသွားတဲ့ဆိုင်မိဘခီးသွားတဲ့အရောင်းမှာလေလမ်းမှတဲ့ကိုဟိုတယ်ကဘူးသက်တာဒီ free ပါမယ့် anime ကျအကောင့်နဲ့ကြာရင်ဒီမှာအနည်းဆုံးဒေါ်လာ5000ပေါ့နော်။ ခက်ကားဆိုတကောင်းဝယ်နှစ်တောင်တာတော့ပန်းလေးကိုဝယ်ပြီးထည့်ရထည့်ပြီးပါလေရှင်းရှောင်းလေတော့ကားတော့မဝယ်သေးဘူးဝယ်ကားရအောင်မဝယ်ကားရောက်မှဒီလိုမျိုးပြန်လုပ်လို့ရတယ်ရောစရာတော့ကျွန်တော်ကဟိုလာဝယ်ပြီးတော့မှဘန်းကောက်နဲ့ထည့်တာများတယ်နော်ဒါကြောင့်လည်းအခြေခံကျောင်းပိုင်းကျောင်းဒေါ်လာစီးရအခုထောင်းတော့ကျွန်တော်ရောက်ရှိလာတာဖြစ်တယ်ပြည်တွင်းမှာအမေရိကန်ဒေါ်လာတန်ဖိုးအခုလိုဆက်လက်မာလာတဲ့အပေါ်နိုင်ငံတော်ဘူဘန်ကဝင်ရောက်ထင်းသိမ်းတာတွေရှိပေမဲ့အားနည်းချက်တွေကလည်းရှိတယ်လို့ဝေဖန်ထောက်ပြတာတွေရှိပါတယ် ကျွန်တော်မြင်လာတော့ဒါဘုံမန်းအနေနဲ့ခုနပြောတဲ့ဒီဒေါ်လာကဲဆောင်မှုရှော့ချအောင်မဆောင်မဲ့ခဲ့ရအောင်နော်အဲ့အစားလုပ်တဲ့အခိုက်အတန့်လေးမှာတော့ဒါအနေနဲ့ကြာသွားတော့နော်တို့လည်းပဲဒီရေရှည်ဖြည့်ရှင်းတဲ့နည်းလမ်းတစ်ခုမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဟိုပြန်ပြက်လာတာပဲနော်အဲ့ဒီကပြန်တက်သွားတယ်ဒီစားလုပ်ဆိုတာဆိုတော့ဒီကမော်လာမကိုင်းရအောင်ပါညာဆိုတော့အစီအလေးထုတ်ဆောင်ပြီးတော့နေကြတော့နောက်ကြတော့လည်းသူ့အတူပြန်ပြီးတက်သွားတဲ့ပိုင်းရှိတယ် အဲ့တော့အခြေခံအကြောင်းအရာကိုလည်းကျွန်တော်ကပေါ်ထုတ်ပြီးတော့ဖြေရှင်းသွားရမှာ။ဒါတော့စိတ်မိလို့ဖြစ်တဲ့ကိစ္စဆိုတော့ဘယ်လိုမျိုးရအောင်။နိုင်ငံတော်ဘောဘန်ကပြည်ဝင်နိုင်ငံသားငွေကြေးစည်းကွက်အတွက်နေ့စဉ်သတ်မှတ်ပေးတဲ့ရည်ညွှန်းငွေလဲနှုန်းကဒီဇင်ဘာ18ရက်နေ့အတွက်အမေရိကန်ဒေါ်လာ1300ကျပ်ရှိပြီးငွေလဲကောင်တာတွေအပါအဝင်ပြည်တွင်းဘဏ်တွေကဖွင့်လှစ်ထားတဲ့ကောင်တာတွေမှာတော့ဝယ်ဈေးက1290ကျပ်ရှိပြီးရောင်းဈေးက1310ကျပ်ရှိပါတယ်ခင်ဗျာ။ကျွန်တော်တိုက်စင်တိုင်းပေးပို့ထားတာပါ။